လေတန်းအထိသာနေခဲ့ရပေမဲ့အင်္ဂလိပ်စကားကိုဘာသင်တယ်မှတ်မတတ်ပဲအကြောင်းစွမ်းရည်တစ်ခုတည်းရောက်နေသင်ယူပြီးတော့ပြောတတ်ခဲ့တဲ့ မင်းနံသူလေးမှညညိုပရိသတ်များရှင်ညညိုဆိုတဲ့ဒီမျိုးသမီးကစိရဲခက်ခဲလို့တဲ့အခြေအနေကြောင့်အတန်းပညာကိုဆုံးခန်းတိုင်အောင်သင်ယူခဲ့မရခဲ့ရှာပါဘူးသူအနေနဲ့လေးတန်းထိတာကျောင်းနေခဲ့ရတာဖြစ်ပါတယ်လေးတန်းထိတာကျောင်းနေရတဲ့ဆိုရင်မဲ့လဲသူကိုယ်သူပညာရေးမှာနိုင်ကြတဲ့သူ ဆိုပြီးတော့အားဖွင့်ခဲ့ခဲ့သလိုလက်မလျှော့ခဲ့ပါဘူးမညညိုမှာအိမ်မက်တစ်ခုရှိနေခဲ့ရပါအဲ့ဒီအိမ်မက်ကတော့ သူနေရဲ့ရွာအကြောင်းကိုကဘာတိအောင်ခြားပြကြနာပါမန်ညိုညိုနေတဲ့ရွာလေးကတော့မင်းနဲ့သူဆိုတဲ့ရွာလေးဖြစ်ပါတယ်ဒီရွာလေးကဝိထုရီတဲမှာဆိုရင်လည်း ဇက်ကောင်နေထိုင်တဲ့ရွာလေးအဖြစ်မကြာခဏဆိုသလိုရေးခဲ့သလိုတကယ်အလာတရားရှာစဝင်နဲ့ပြည်စုံနေတဲ့နေရာလေးဆိုရင်လည်းမမားပါဘူးမင်းတန်သူရွာလေးကိုအဲ့တရီတတော်များကလည်းမကြာခဏဆိုသလိုလာကြပါရဲ့ရှာစဝင်တွေ့တဲ့မြို့လေးဖြစ်တာမို့အဲ့တရီမှာနိုင်ငံသားတွေပါကြပါရဲ့မင်းတန်သူရွာလေးကိုနိုင်ငံသားတွေကအဲ့တယ်လာကြပြီဆိုရင်တော့ သူတို့ရွာလေးရနေပြီးတော့အဝေးပြူကြရပါတယ်။ဒါပါပြည်ကြတဲ့ကလေးနေတာမို့အဲ့တရီကိုကောင်းကောင်းရှင်းပြနိုင်တာလည်းနေပါတယ်။ဒါကြောင့်မို့မန်းကျူကျူကရွာသူတယောက်နေတဲ့သူတို့ရွာเจ้าကိုလူအများသိအောင်ပြောပြကြတာဖြစ်ပါတယ်။သူပြောပြခြင်းနဲ့အထွတ်လည်းရအောင်ဂျိုးစားမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။မန်းကျူကျူရဲ့အဓိကရည်ရွယ်ချက်ကတော့မန်းကျူကျူကနိုင်ငံသားသားရီတဲ့စကားပြောချင်တာပါ။ဒါပေမဲ့ လေးတန်းပညာရေးအဆင့်သာရှိတဲ့သူတယောက်ကပြောဆိုနိုင်ဖို့ဆိုတာဖြစ်နိုင်ပါမလားဆိုပြီးတော့ထင်ကြပါတယ်။ဒါပေမဲ့မန်းညိုညိုကသင်ချင်လို့တဲ့စိတ်ကိုအရန်ကိုများနေတဲ့အတွက် နိုင်ငံသားသားရစီရတွေတစ်စပြည့်ပြီးတော့တင်ယူခဲ့တာပါနိုင်ငံသားသားတွေပြောတဲ့စကားတွေကိုနားထောင်ပြီးတော့တင်ယူရင်းနဲ့တဖြည်းဖြည်းပြောတတ်လာပါတယ်တင်တဲ့စာလေးတွေကိုနားထဲမှာဆွဲအောင်တစ်လုံးမဲ့နှလုံးမဲ့ရင်းနဲ့တက်ပြောက်သွားတာဖြစ်ပါတယ်မဲ့ညိုညိုကစကားပြောရင်အရင်ကိုအရင်စွန့်ပါတယ်သူမှားမှာကိုလည်းမကြောက်တဲ့အတွက်ပို့ပြီးတော့ပြောရဲလာတာပါတကယ်လို့မှားခဲ့ရင်လည်းနိုင်ငံသားသားတွေကပြန်ထောက်ပေးတဲ့အတွက်အမားကနေတစ်စအမဲကိုပြန်ပြီးတော့တင်ယူတာဖြစ်ပါ sorry ဒီလိုလေးနဲ့လေးတန်းတော်ကိုမအောင်ရသေးတဲ့မန်ဂျိုဂျိုကအင်္ဂလိပ်စကားကိုကျွမ်းကျင်စွာနဲ့ပြောတတ်ခဲ့တာဖြစ်ပါတယ်။မန်ဂျိုဂျိုကသူများတွေလိုအင်္ဂလိပ်စာသင်တန်းလေးမတတ်ဘူးပါဘူး။သင်တန်းလေးမတတ်သလိုဆာလာသင်ပေးရလူလည်းမရှိပါဘူး။အားလုံးကတော့မန်ဂျိုဂျိုဆိုရင်တော့သင်ပေးရသူရှိလို့ဒီမှာဆိုပြီးတော့ထင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့မန်ဂျိုဂျိုကအချားဆွဲရီတစ်ခုတည်းရနေပြီးတော့တည်ယူခဲ့တာဖြစ်ပါတယ်။မန်ဂျိုဂျိုကဘာသာပြန်ပြီးတာကိုနိုင်ငံသားတယောက်ကဆိုရှယ်မီဒီယာပေါ်တင်ပေးရတဲ့ လူသိများသွားခဲ့တာဖြစ်ပါတယ်။ပန်းချိုချိုမှာကိုပိုင် account ဆိုပြီးတော့လည်းမရှိပါဘူး။ဖုန်းလဲသေးချာမသုံးတတဲ့အတွက် account မရှိတာဖြစ်ပါတယ်။ဒါကြောင့်မို့သူများတွေလို social media ကနေလေးလာနိုင်တာမျိုးမရှိပါဘူး။ရွာအိုနိုင်ငံသားတွေလာတဲ့အချိန်မှာပြောတဲ့စကားကိုနားထောင်တဲ့ဆွေကြီးတစ်ခုတည်းရနေတာတက်မြောက်အောင်တည်ယူခဲ့တာဖြစ်ပါတယ်။ပန်းချိုချိုရွာက လက်မှုလုပ်ငန်းတွေအများကြီးလုပ်ကင်တာဖြစ်ပါတယ်။ဒါပေမဲ့မန်ဂျိုဂျိုကဝါသနာမပါဘဲနဲ့အင်္ဂလိပ်စကားပြောတာဟုတ်တာအာယုံစိုက်နေခဲ့ရလဲဖြစ်ပါတယ်။အခုဆိုရင်အင်္ဂလိပ်စာကအကျွမ်းကျေဆုံးအရာတစ်ခုလို့ဖြစ်နေပါပြီ။နိုင်ငံသားတွေကိုဘာသာပြန်လာတာအခုဆိုရင်တော့ဆက်ကတည်းကတပီးကလေးရတွေစာလုပ်ခဲ့တာဖြစ်ပြီးတော့အသက်30ကျော်ရှိနေပြီဖို့သူရဲ့စကားပြန်သက်တမ်းက 15နဲ့ကျော်နေပြီလို့ပြောလို့ရပါတယ်။အင်္ဂလိပ်စကားတဲ့မကတော့ပဲဘက်ဂျိုဂျိုကပြင်သစ်လို့လည်းအနေငယ်ပြောတတ်နေပါပြီ။လေတဲ့အထိသာနေခဲ့ရပေမဲ့အင်္ဂလိပ်စကားကိုဘာတင်တယ်မှမတတ်ပဲအကြောင်းဆွဲရတဲ့ခုရေရတွေသိယူတက်ပြောက်ခဲ့တဲ့ဘက်ဂျိုဂျိုအပေါ်အပြင်လေးကောမလီထဲမှာရေးခဲ့ပေးပါအောင်။အစိုးရတိကျရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှင်ပါတယ်ရှင်။